မင်္ဂလာပါရှင်ကျမတီကာပါဒီနေ့ဖော်ပြပေးခြင်းတဲ့တွင်အကြောင်းအရာကတော့ဧပြီလ22ရက်မှာ NOA ရာသီဥတုကြိုတင်ခံမှန်းရေးကထုတ်ပြန်လိုက်တဲ့ပစိဖိတ်သမုဒ္ဒရာအရှေ့ပိုင်းနဲ့အရှေ့လယ်ပိုင်းအတွင်းမှာအယ်နီညိုလာနီညာဖြစ်နိုင်ခြေကြိုတင်ခံမှန်းချက်တွေရလာနီညာဖြစ်နိုင်ခြေအတွက်နောက်ဆုံးထုတ်ပြန်ချက်ဖြစ်တဲ့အကြောင်းအယ်နီညိုမဟုတ်လာနီညာမဟုတ်တဲ့ဂျာနေရာသီဥတုအခြေအနေဟာ2025ခုနှစ်ဩဂလကနေစက်တင်ဘာလအတွင်း90ရာခိုင်နှုန်းနဲ့ပုံမှာဖြစ်တဲ့အကြောင်း အီကွေဒေါ်အနီးပင်လယ်ရင်းမြစ်နယ်ပြင်အပူချိန်ဟာပစိဖိတ်သမုဒ္ဒရာအရှေ့အလယ်ပိုင်းနဲ့အလယ်ပိုင်းမှာပြင်းပြအပူချိန်အောက်ကိုကြာဆင်းပြီးတော့ပစိဖိတ်သမုဒ္ဒရာအရှေ့ပိုင်းမှာပြင်းပြအပူချိန်အထက်ရှိနေနိုင်မှာဖြစ်တဲ့ကြောင့်2025ခုနှစ်နှစ်ကုန်တည်းဂျာနေရာတည်ဥတုနျူထရယ်90ရာခိုင်နှုန်းနဲ့လာနီညာဖြစ်နိုင်ခြင်း40ရာခိုင်နှုန်းကရှိနေကြောင်းထုတ်ပြန်ထားတာတွေ့ရပါတယ် ဒီထောက်ပြန်ချက်အရ2025ခုနှစ်အစပိုင်းမှာကြိုတင်ခံမှန်းကဲစဉ်ကအတိုင်းပဲ2025ခုနှစ်ဟာမြန်မာနိုင်ငံအတွက်ရာသီဥတုပြောင်းလဲဖောက်ပြန်မှုလျော့နေတဲ့နှစ်တစ်နှစ်ဖြစ်နိုင်ပါတယ်။ ရင်းနဲ့မှုန်နှိုင်းနေကြောင်းဖြစ်ပေါ်နိုင်တဲ့သဘာဝဘေးတွေညှို့နေနိုင်မယ်လို့လည်းသုံးသပ်ကောက်ချက်ချနိုင်တယ်လို့အေဖလာ22ရက်နေ့ဒီနေ့နေ့လယ်တနာရီ90မိနစ်အချိန်မှာဂုလို့ထုတ်ပြန်သိပေးခဲ့တာဖြစ်ပါတယ်။ဒါ့အပြင်အေဖလာ22ရက်ကနေနောက်လာမယ့်9ရက်အေဖလာ29 28ရက်ထိမြန်မာနိုင်ငံမူလဝသအခြေအနေကြိုတင်ခန့်မှန်းချက်ကိုဖော်ပြပေးပါမယ်။ Medio Blue Metro Grand Data အရအေဖလာ22ရက်ကနေ28ရက်အတွင်းမှာဘင်္ဂလားပင်လယ်မြောက်ပိုင်းမှာ တောင်နောက်တောင်ဘက်ကလေတိုင်တုန်းကတနအိ15မိုင်ကနေ25မိုင်အထိရှိနိုင်ပြီးတော့ပင်လယ်ရေမျက်နှာပြန်ပူချိန်ကတော့30ဒီဂရီအထိရှိနေပါတယ်။မေလာစမ်းပိုင်းရှက်တဲ့အထိပင်လယ်ပြင်တွေမှာလီဗီယာနဲ့ရှံဝန်ဖြစ်နိုင်ခြင်းအခြေအနေမတွေ့ရပါဘူး။အိန္ဒိယနိုင်ငံအနောက်ဘင်္ဂလားပြည်နယ်နဲ့ဘင်္ဂလားဒေ့နိုင်ငံတို့အပေါ်ကနေဖြတ်တန်းဝင်ရောက်လာတဲ့မိုးတိမ်တွေကစကိုင်းတိုင်းထပ်ပိုင်းကိုဖြတ်ကျော်ပြီးတော့ကချင်ပြည်နယ်အထိဝင်ရောက်လာနိုင်တာကြောင့်ကချင်ပြည်နယ်မြောက်ပိုင်းပူတာဝခရိုင်အတွင်းမှာမိုးအထင်းထင်းကနေမိုးများနိုင်တဲ့အခြေအနေဖြစ်ပေါ်ပါပဲ။ မြန်မာနိုင်ငံအလဲပိုင်းမိုးနဲ့ရေရှားဒေသတွေအပအဝင်ကြံပြင်းတဲ့တိုင်းအားလုံးမှာတော့တိမ်အထင်တင်ဖြစ်ထွန်းပြီးတော့မိုးရွာနိုင်ခြင်းအလွန်နှေးပါတာတွေ့ရပါတယ်။အလဲပိုင်းဒေသတွေမှာနေပူချိန်တွေဟာ40ဒီဂရီကျော်တဲ့အထိမြင့်တက်လာနိုင်ပါတယ်။ပြည်နယ်မှာထူးခြားမှုလို့သာအခြေအနေဖြစ်ပေါ်ရမရှိဘဲနဲ့ကချင်ပြည်နယ်မြောက်ပိုင်းကအပါကျပြည်နယ်တိုင်းတွေမှာမိုးရွာနိုင်ခြင်းနေပါပါတယ်။အလဲပိုင်းဒေသတွေရဲ့နေပူချိန်တွေဟာ40ဒီဂရီအထက်အထိမြင့်တက်လာနိုင်တယ်လို့လည်းခန့်မှန်းခဲ့တာဖြစ်ပါတယ်။ ဒါ့အပြင်ထိုင်းမလူသားဌာနကရရှိတဲ့ချက်လက်တွေအရ2025ခုနှစ်စကိုင်းပြည့်ရပေါ်ကပြင်းရ9.3မဂနီကျူ USG ရဲ့မိုးစလားကပြတဲ့ငလင်ကြီးဟာထိုင်းငလင်ဌာနကပြင်းရ8.2ရှိကြောင်းပြသပါတယ်။မတ်လ28ရက်နေ့လယ်မှာဒီငလင်လှုပ်ခတ်ပြီးတဲ့နောက်အေဗလာ22ရက်ည7:00နာရီ10မိနစ်အထိရရှိထားတဲ့ update ချက်လက်တွေရတော့နောက်ဆက်တွဲငလင်အကျဉ်းအရ624ကျင်းရှိပြီလည်းဖြစ်ပါတယ် ပြရတက်ကနေ2.9အထိကတော့289ကျင်းပြရ3ကနေ3.9မဂနီကျူးကတော့242ကျင်းနဲ့ပြရ4ကနေ4.9အထိကတော့86ကျင်းပြရ5ကနေ5.9အထိက16ကျင်းနဲ့ပြရ9.3ညက1ကျင်း USGF က6.3ခွန်ပြင်းအားဖြင့်ဖော်ပြပြီးတော့တရားဥမာလှုပ်တဲ့ဒုတိယငလျင်ကြီးလည်းဖြစ်ပါရဲ့ရှင်။ဆက်လက်ပြီးတော့လည်းအေဖလာ22ရက်နေ့နေ့လယ်2:35မိနစ်ကနေ3:04မိနစ်အတွင်းမှာ ရှမ်းပြည်နယ်မြောက်ပိုင်းမိုးမိတ်ပြည့်ရွေပေါ်မှာသခိုင်းပြည့်ရွေနဲ့သက်ဆိုင်မှုမရှိတဲ့ငလင်ငယ်6ကြိမ်လှုပ်ရှားသွားကြောင်းထိုင်းငလင်ဌာနကရရှိတဲ့ချက်လက်တွေရတွေ့ရပါတယ်28ရက်နေ့ကလှုပ်ခတ်ခဲ့တဲ့9.8ငလင်ရဲ့ငလင်လိုင်းနေမိုးမိတ်ပြည့်ရွေပေါ်ကိုတက်ရောက်မှုရှိခဲ့ပုံရပြီးတော့အခုငလင်ငယ်တွေကိုလှုပ်ရှားစေတဲ့အားဖြစ်ပေါ်တာဖြစ်တယ်လို့ယူဆရပါတယ်သခိုင်းပြည့်ရွေပေါ်မှာစူးစီးဖြစ်ပေါ်စေခဲ့တဲ့အားတွေကထပ်မံရောကြနိုင်ခြင်းလည်းဖြစ်ပါတယ် ဆက်လက်ပြီးတော့လည်း2025ခုနှစ်ဧပြီလ22ရက်နေ့ဒီနေ့မိုးလယ်2နာရီချိန်နေ့စဉ်မိုးလေဝသတရင်ကိုဖော်ပြပေးပါမယ်။ဒီမနေ့မနက်9နာရီခွဲချိန်ကနေဒီနေ့မနက်9နာရီခွဲချိန်ဒီမိုးလေဝသတိုင်းထွာချက်တွေရတော့လွန်ခဲ့တဲ့24နာရီအတွင်းကရှမ်းပြည်နယ်အရှေ့ပိုင်းမှာနေရာကျဲကျဲနဲ့စကိုင်းတိုင်းဒေသကြီးထပ်ပိုင်းနဲ့ကရင်ပြည်နယ်မှာနေရာကွက်ကြားမိုးတိုက်ကြုံရွာသွန်းပြီးတော့နေပြည်တော်ပဲခူးတိုင်းဒေသကြီးနဲ့ကယားပြည်နယ်မှာအများအပြားတာယာခဲ့ကကြံတိုင်းဒေသကြီးနဲ့ပြည်နယ်တွေမှာတိမ်အထင်တင့်ဖြစ်ထွန်းခဲ့ပါတယ်။နေပူချိန်တွေကတော့ကချင်ပြည်နယ်မှာဧပြီလရဲ့ပြင်းများပူချိန်ထက်3ဒီဂရီဆက်စီရပ်ပိုခဲ့ပြီးတော့ကြံတိုင်းဒေသကြီးနဲ့ပြည်နယ်တွေမှာဧပြီလရဲ့ပြင်းမြ ၄ပူချိန်ကန်တာရှိခဲ့ပါတယ်။၂၁ရက်၄လ၂၀၂၅မှာဖြစ်ပေါ်ခဲ့တဲ့ထိုးခြားတဲ့နေ့ပူချိန်တွေကတော့ချောင်းမြို့မှာ၄၁.၈ဒီဂရီဆယ်စီယပ်၊မကွေးမှာ၄၁.၆ဒီဂရီဆယ်စီယပ်၊ဇောင်းတုနယ်မင်းဘူးမှာ၄၀.၅ဒီဂရီဆယ်စီယပ်၊ကော့ရိတ်မှာ၄၀.၄ဒီဂရီဆယ်စီယပ်၊ဆေးပြူကျွန်းမှာ၄၀.၃ဒီဂရီဆယ်စီယပ်၊တောင်ရင်းကြီးမြို့မှာ၄၀.၂ဒီဂရီဆယ်စီယပ်၊တောင်အောင်မြို့နယ်အောင်လမ်းမှာတော့၄၀.၁ဒီဂရီဆယ်စီယပ်နဲ့ ။ပါရဝင်မြို့ဂျိုးပင်ကောင်နဲ့ပခုတ်ကူမြို့မှာတော့၄၀.၃ညဒီဂရီဆယ်စီယက်တွေဖြစ်ကြပါတယ်။မှတ်သားပွဲရာမွေးချိန်ကတော့မိုင်းပြတ်မြို့မှာ၃.၃မှ၂၈လက်မှတာချီလေးမှာ၃.၃မှ၂နှစ်လက်မှနဲ့မာယမှာ၃.၃မှ၃ညကူလက်မှတွေဖြစ်ကြပါတယ်။ ဘင်္ဂလားပင်လယ်အခြေအနေကတော့ကပလီပင်လယ်ပြင်နဲ့ဘင်္ဂလားပင်လယ်တောင်ပိုင်းမှာတိမ်သည်တဲ့ဖြစ်ထွန်းပြီးတော့ကြံဘင်္ဂလားပင်လယ်မှာတိမ်နေတဲ့ဖြစ်ထွန်းပါတယ်။နဗမ်မနက်ချိန်ဒီခံမှန်းကြောက်ကလည်းစကိုင်းတိုင်းဒေသကြီးထပ်ပိုင်းဒရဲနိုင်တိုင်းဒေသကြီးကချင်ပြည်နယ်၊ကရင်ပြည်နယ်နဲ့မွန်ပြည်နယ်မှာနေရာကျဲကျဲနဲ့မန္တလေးတိုင်းဒေသကြီးချင်းပြည်နယ်နဲ့ရှမ်းပြည်နယ်မှာနေရာကွက်ကြားမှုတစ်ကြုံရွာပါမယ်။ရွာရံလုံး80ဖြစ်ပါတယ်။ကြံတိုင်းဒေသကြီးနဲ့ပြည်နယ်တွေမှာတိမ်သည်တဲ့ဖြစ်ထွန်းပါတယ်။မြမပင်လယ်ပြင်မှာလှိုင်းနေငယ်ကနေလှိုင်းသည်တဲ့ရှိပါတယ်။လှိုင်းမြေဟာမြမကံရံတက်လျှောက်နဲ့ကမ်းလွန်ပင်လယ်ပြင်မှာ၄ဘေးကနေ၇ဘေးကရှိပါတယ်။နောက်နေ့အတွက်ခံမှန်းကြောက်ကလည်းစကိုင်းတိုင်းဒေသကြီးထပ်ပိုင်းဒရဲနိုင်တိုင်းဒေသကြီးကချင်ပြည် ြည်နယ်၊ကရင်ပြည်နယ်၊မွန်ပြည်နယ်နဲ့ရှမ်းပြည်နယ်မှာနေရာကွက်ကြားကနေနေရာကြကြမုန်တဲ့ကြုံရပါမယ်။ နေပြည်တော်နဲ့နေတော်အတွက်မနက်ဖြန်မနက်ချိန်ထိခံမှန်းကြဟာတိမ်သိတဲ့ဖြစ်တော်မှာမယ်။ရောင်မြို့နဲ့နေတော်အတွက်မနက်ဖြန်မနက်ချိန်ထိခံမှန်းကြဟာတိမ်သိတဲ့ဖြစ်တော်မှာမယ်။မန္တလေးမြို့နဲ့နေတော်အတွက်မနက်ဖြန်မနက်ချိန်ထိခံမှန်းကြဟာတိမ်သိတဲ့ဖြစ်တော်ပြီးတော့မိုးတက်ကြုံပြီးနေရာကွက်ကြားမှုနဲ့ငယ်ရွာတော့ပါမယ်။ရွာရရနုံ60ဖြစ်ပါရဲ့ရှင်။ဆက်လက်ပြီးတော့နောက်လေးအတွင်းမှာ40ဒီဂရီနဲ့အထက်အပူချိန်မြင့်တက်လာပြီးတော့မန္တလေးတိုင်းစကိုင်းတိုင်းနဲ့မကွေးတိုင်းအတွင်းကမြို့တချို့ဖြစ်ပါရဲ။အပူချိန်ဟာခရမ်းရောင်တွေဖြစ်လာရင်40ဒီဂရီနဲ့အထက်ရောက်လာတာဖြစ်ပါရဲ။ ဆက်လက်ပြီးတော့ဧပြီလ22ရက်တွင်မလူသားခံမှန်းချက်ကိုဖော်ပြပေးပါမယ်။ဘင်္ဂလားပင်လယ်အခြေအနေကတော့ကပ်ပလီပင်လယ်ပြင်နဲ့ဘင်္ဂလားပင်လယ်အောမှာတည်ရင်တည်တဲ့ခါနေတည်လို့တတ်ပါရယ်။မိုးချင်နေကတော့ရခိုင်ပြည်နယ်စကိုင်းတိုင်းထပ်ပိုင်းမန္တလေးတိုင်းပဲခူးတိုင်းအင်အားရီတိုင်းရန်ကုန်တိုင်းခရနီပြည်နယ်ကရင်ပြည်နယ်နဲ့တရင်းနိုင်တိုင်းတွေမှာနေရာကွက်ကြမိုးရွာသွန်းပြီးတော့ကချင်ပြည်နယ်ရှမ်းပြည်နယ်နဲ့မွန်ပြည်နယ်မှာနေရာကွက်ပြီးမိုးကြီးပါရယ်။နေ့ဖို့ချိန်တွေကတော့ မြန်မာနိုင်ငံအလယ်ပိုင်းဒေသတွေမှာအပူချိန်ဟာ34ဒီဂရီကနေ38ဒီဂရီစင်တီဂရိတ်ကိုရောက်ရှိနိုင်ပြီးတော့စကိုင်းတိုင်းရောင်းတိုင်းပဲခူးတိုင်းရက်ခိုင်ပြည်နယ်နဲ့အီဟာရီတိုင်းတွင်းမှာရှိတဲ့မြို့နယ်တချို့မှာအပူချိန်52ဒီဂရီကနေ44ဒီဂရီစင်တီဂရိတ်အထိမြင့်တက်ပါတယ်။မြို့ချင်းတွေကတော့မြန်မာနိုင်ငံတဝန်းလုံးမှာမြို့ကျဆင်းမှုရောကြပါမယ်ရှင်။ဆက်လက်ပြီးတော့အေဗလာ23ရက်အတွက်မလို့သားခံမှန်းချက်ကိုဖော်ပြပေးပါမယ်။ ။ဘင်္ဂလားပင်တော်ချင်းတွေကတော့ကပလီပင်နယ်ပြင်နဲ့ဘင်္ဂလားပင်တော်မှာတိုင်အင်းတင်းတွေကနေတည်ထူတတ်ပါတယ်။မိုးချင်းတွေကတော့ချင်းပင်နယ် Skyline ဒေသကြီးအထက်ပိုင်းမန္တလေးတိုင်းပဲခူးတိုင်းအရာရီတိုင်းရောင်တိုင်းကရင်ပင်နယ်နဲ့တရင်းနိုင်တိုင်းမှာနေရာကျဲကျဲမိုးကြွာသွန်းနိုင်ပြီးတော့ကချင်ပင်နယ်နဲ့ရှမ်းပင်နယ်မှာနေရာကွက်ကြမှုထစ်ကြုံရပါမယ်။ကြံဒေသတွေမှာအများအပြားတာယာပါမယ်။နေဝချိန်တွေကတော့မနိုင်ငံအလယ်ပိုင်းဒေသတွေမှာအပူချိန်ဟာ34ဒီဂရီကနေ38ဒီဂရီစင်တီဂရိတ်အတွင်းကိုရောက်ရှိပြီးတော့စကိုင်းတိုင်းရှောင်းကုန်တိုင်းပဲခူးတိုင်းနဲ့ရခိုင်ပြည်နယ်အတွင်းမှာရှိတဲ့မြို့နယ်တချို့မှာအပူချိန်42ဒီဂရီကနေ54ဒီဂရီစင်တီဂရိတ်အထိမြင့်တက်ပါရတယ်။ ညူဂျင်နီကရမနိုင်ငံအရှေ့ပိုင်းဒေသတွေမှာမျိုးလူတွေကြာဆင်းပြီးတော့ကြံဒေသတွေမှာမျိုးကြာဆင်းမှုရောကြပါမယ်။ဆက်လက်ပြီးတော့2025ခုနှစ်အေဘလာတတိယဆင်းရဲပတ်အတွက်မလို့သာခံမှန်းချက်ကိုဖော်ပြပေးပါမယ်။ဘင်္ဂလားပင်လယ်အခြေအနေကတော့ကပလီပင်လယ်ပြင်နဲ့ဘင်္ဂလားပင်လယ်မှာလေပြင်းအားနဲ့ရောင်တစ်ကြိမ်ဖြစ်ပေါ်ပါရတယ်။ ပင်လယ်ပင်လယ်အမြောက်ပိုင်းနဲ့အနောက်အလယ်ပိုင်းမှာတိမ်အထင်းထက်ဖြစ်ထွန်းပြီးတော့ကပ်လစ်ပင်လယ်ပင်နဲ့ကြံပင်လယ်ပင်လယ်မှာတိမ်အထင်းထက်ကနေတည်ထူတတ်ပါတယ်။မွေးရသွမှုချင်းတွေကတော့ရောက်တိုင်းဒေသကြီးမိုးတိုင်းဒေသကြီးရှေ့ပိုင်းအာရီတိုင်းဒေသကြီးတရင်းနိုင်တိုင်းဒေသကြီးကချင်ပြည်နယ်ကယားပြည်နယ်ကရင်ပြည်နယ်နဲ့မွန်ပြည်နယ်မှာရွာသွမြတ်ထပ်ပေါ်တိုင်းပြီးတော့နေပြည်တော်မန္တလေးတိုင်းဒေသကြီးပဲခူးတိုင်းဒေသကြီးနောက်ပိုင်းမိုးတိုင်းဒေသကြီးစကိုင်းတိုင်းဒေသကြီးချင်းပြည်နယ်ရခိုင်ပြည်နယ်နဲ့ရှမ်းပြည်နယ်မှာရွာသွမြတ်ကံမိုးထက်ကြုံရပါတယ်။ရောက်တိုင်းဒေသကြီးမိုးတိုင်းဒေသကြီးစကိုင်းတိုင်းဒေသကြီးထပ်ပိုင်းအာရီတိုင်းဒေသကြီး ။တရင်းနိုင်တိုင်းဒေသကြီးကချင်ပြည်နယ်၊ကယားပြည်နယ်၊ကရင်ပြည်နယ်၊ချင်းပြည်နယ်၊မွန်ပြည်နယ်နဲ့ရှမ်းပြည်နယ်မှာ၅ရက်ကနေ၈ရက်ခန့်နဲ့နေပြည်တော်မန္တလေးတိုင်းဒေသကြီး၊မကွေးတိုင်းဒေသကြီး၊စကိုင်းတိုင်းဒေသကြီးအောက်ပိုင်းနဲ့ရခိုင်ပြည်နယ်မှာ၁ရက်ကနေ၄ရက်ခန့်မူတက်ကြုံရသွားမှာမယ်။ရောင်းတိုင်းဒေသကြီးနဲ့အီအိုင်တိုင်းဒေသကြီးမှာအေဗလာပြင်းမြအပူချိန်ရဲ့1.5ဒီဂရီဆယ်စီယက်နဲ့အထက်ပိုနိုင်ပြီးတော့နေပြည်တော်မန္တလေးတိုင်းဒေသကြီး၊ဘိုးတိုင်းဒေသကြီး၊မကွေးတိုင်းဒေသကြီး၊စကိုင်းတိုင်းဒေသကြီး၊တရင်းတိုင်းတိုင်းဒေသကြီး၊ကချင်ပြည်နယ်၊ကယားပြည်နယ်၊ကရင်ပြည်နယ်၊ချင်းပြည်နယ်၊မွန်ပြည်နယ်၊ရခိုင်ပြည်နယ်နဲ့ရှမ်းပြည်နယ်မှာအေဗလာပြင်းမြအပူချိန်ကန်သာရှိပါတယ်။ ။အရာရီမြင့်ကတော့မြကြီးနားမြို့ပမော်မြို့ရွှေကူမြို့ကတာမြို့တပိတ်ချင်းမြို့မန်းလေးမြို့စကိုင်းမြို့နဲ့မြင်းမုံမှာတော့နှစ်ပေကနေလေးပေခွဲကပကောက်ကူမြို့ညောင်ဦးမြို့၆မြို့မင်းဘူးမြို့မကွေးမြို့အောင်လံမြို့ပြည်မြို့စိတ်တာမြို့ဟင်္ဒရာမြို့နဲ့ဇလုံမှာတော့ပေဝက်ကနေတပိတ်ခွဲကလက်ရှိရမတ်တွေထံမြင့်တက်ပါမယ်။ချင်းလေးမြေကတော့ခန်းနီမျိုး home လေးမျိုးဖောင်းမြေမျိုးမော်လိုက်မျိုးကလေးဝါမျိုးမင်းကင်မျိုးကဏီမျိုးနဲ့မုံရမျိုးတွေမှာတော့တပေကနေသုံးပေကလက်ရှိရင်မတဲထက်မြင့်တက်ပါမယ်။မြစ်တာမြေကတော့ကလေးမျိုးမှာတပေကဒုံထောက်ရီမြေကတော့တေဘောမျိုးမှာသုံးလက်မကန်နဲ့ရွှေစာရံနဲ့မြင်းငယ်မျိုးမှာတော့တပေကနေ တပိခွဲကစစ်တောင်းမြေကတော့တောင်မျိုးနယ်မရောက်မှာတော့ပြေဝက်ခန့်စီရွှေကျင်မြေကတော့ရွှေကျင်မျိုးမှာတုံလမကံဘကိုးမြေကတော့စောင်းတို့မျိုးမှာတုံလမကံနဲ့ဘကိုးမျိုးမှာတပေကံတန်လွင်မြေကတော့ဖန်မျိုးမှာသုံးပေကံတောင်းရင်မြေကတော့မြောင်းရီမျိုးမှာပေဝက်ခန့်ငုံမြေရငတိုင်းကျုံမျိုးမှာသုံးလမခန့်နဲ့တာမောင်းမျိုးမှာတပေကံတိုးမြေကတော့မအူပင်မျိုးမှာနှစ်ပေကံနဲ့ဘင်းလင်းမြေကတော့ဘင်းလင်းမျိုးမှာပေဝက်ခန့်လက်ရှိရမှတ်တဲ့အထက်မြင့်တက်ပြီးတော့ငုံမြေကတော့ပသိမ်မျိုးမှာတပေခွဲကံလက်ရှိရမှတ်တဲ့အောင်ကြာစင်ပါမယ်ရှင်